်မင်္ဂလာပါဒီနေ့ကတော့နိုဝင်ဘာ၂ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်ဒီနေ့မှာလည်းကျွန်တော်တို့ထူးခြားဖြစ်စဉ်တွေရှိတယ်သတင်းကောင်းတွေရှိတယ်ပေါ့နော်ပြီးတော့ဒါမင်းအွန်လိုင်းရဲ့အယူွက်တွေလည်းရှိတာပေါ့လေနော်အဲအဲ့တော့ဒါကျွန်တော်တို့ဒါခွန်အားဖြစ်စီမဲ့အကြောင်းတွေလည်းပါသလိုပြီးရင်ကျွန်တော်တို့ဒါအတူတူပါဝင်ပူပေါင်းပြီးတော့လှုပ်ဆောင်ရမယ့်ဟာတွေကိုတက်နိုင်တဲ့အပိုင်းတွေမှာလှုပ်ဆောင်ရမယ့်ဟာတွေလည်းပါတော့ပေါ့လေနော်ပထမဆုံးတော့ဒါစစ်ကောင်စီကဒါပဲခူးတိုင်းဗရောင်းမြို့နယ်တဲ့ကဆေးရေလှုပ်ရှားတာတွေပြန်ပြီးတော့လှုပ်လာတယ်။အဲကာဖာစာ16ရဲ့ကာကင်းစကန်ဖြစ်တဲ့ဒီ0.63လုံးစကန် အဲ့6သုံးလုံးစခန်းကိုဒါအေရသိမ့်ပိုက်ပြီးတဲ့နောက်မှာပေါ့နော်စစ်ကောင်စီဘက်ကဒီနေရာကိုပြန်ရဖို့အတွက်ဒါထိုးစစ်စင်တာတွေတောက်လျှောက်လုပ်ခဲ့တယ်စစ်ကြောင်းတွေတောက်လျှောက်လွတ်ခဲ့တယ်အင်အားကိုယာနဲ့ချီပေါ့နော်200လွတ်လိုက်100လွတ်လိုက်300လွတ်လိုက်ဒါမျိုးပုံစံမျိုးနေနဲ့စစ်ကြောင်းတွေကိုခွဲပြီးရလွတ်လိုက်ဒါကြောင်းနဲ့လွတ်လိုက်ဒါမျိုးပုံစံမျိုးတွေလွတ်နေတာအခုလဲအဲ့စစ်ကြောင်းတွေဒါစစ်ကြောင်းလိုက်ပျောက်ကုန်မြန်တယ်စစ်ကြောင်းလိုက်ဖြုတ်ခံရတယ်ဘာဖြစ်လို့ဒီလောက်ထိစစ်ကြောင်းတွေတောက်လျှောက်လွတ်နေရလဲဆိုတော့ဒီနေရာကိုပြန်ရယူဖို့အတွက်စစ်ကောင်စီကအရန်ရေးကြီးတယ်ဘာကြောင့်လဲဆိုတော့ဒီ0.63လုံးစခန်းဆိုတာက ကာဘာစာ16ရဲ့ကာကင်းစကန်တစ်ခုဖြစ်တယ်အဲ့ဒီကာကင်းစကန်တစ်ခုကိုလက်လွတ်ပြီးရတဲ့အချိန်မှာနောက်ထပ်စကန်တစ်ခုလည်းဒါပါသွားရှိသေးရပါတော့နော်အဲ့ဒီကြောင့်လည်းပြောပြအဲအဲ့လိုမျိုးဆိုတော့ဒါစစ်ကောင်စီဘက်ကဒီနေရာကိုပြန်ရဖို့အတွက်အသေးအံစစ်ကြောင်းတွေလွတ်တယ်အဲကပ္ပစာဆိုတာလေသူတို့အတွက်အရေးကြီးတယ်ဗျာအဲဒီစက်ယုံတွေကနေပြီးတော့သူတို့ဒါလက်နက်ခဲရန်တွေတောက်လျှောက်ထုတ်လို့ဖို့လိုတယ် အခုလိုမျိုးတုတ်တဲ့အရေးပေါ်အရေးကြီးချိန်ဖြစ်နေတဲ့အခြေအနေမျိုးမှာလက်နက်တွေခဲယမ်းတွေဘုံသေးတွေဒါတွေကတုတ်တဲ့အရန်လိုအပ်တယ်လက်နက်ကလည်းလိုအပ်တယ်ဘာလို့လဲဆိုတော့ PDF တပ်ဖွဲ့တွေကတောက်လျှောက်လက်နက်တွေပါသိမ်းနေတာဖြစ်တဲ့အတွက် PDF တပ်ဖွဲ့တွေကိုအလင်းမီပို့ဆောင်ပေးဖို့အတွက်လက်နက်တွေများများထုတ်နိုင်မှုလည်းလိုသေးတယ်ပေါ့နော်နောက်တစ်ခုကတော့ဒါပြည်သူလူထုကိုဘုံကျဲတက်ဖြတ်ဖို့ဒီဘုံသေးထုတ်လုပ်တာတွေလည်းဒီကမ္ဘာစတွေကနေပဲတောက်လျှောက်ထုတ်တယ် အဲ့ကြအဲ့ကာဘာဆာတွေအနီးကိုဒီထိုးစစ်တွေရောက်လာတာဖြစ်တဲ့အတွက်ဒီကာကင်းစကန်ကုန်းတွေကိုပြန်ပြီးတော့အသေးအတန်ရယူဖို့ကြိုးစားလာတယ်။အဲ့လိုအပြင်ဟိုမှာပေါ့နော်သူကဒီဆက်ယုံတွေအတိုက်မခံရအောင်လို့သူကအင်အားဖြစ်တင်းတာတွေပြန်အဲ့ကာဘာဆာဆက်ယုံတွေဘေးနားမှာကာကင်းစကန်အသစ်တွေစောက်လုပ်တာတွေပြီးတော့ခံစစ်ပြင်တာတွေပြီးရင်ခဲအရိတ်ခါဖြစ်တင်းတာတွေသူဇက်တိုက်ကိုလှုပ်တယ်ပေါ့နော်။အဲ့လိုလှုပ်ပြတာနဲ့သူကအတင်ဖြစ်လောက်ပြီဆိုတဲ့အနေထားရောက်ပြီဆိုရင်ထပ်ပြီးတော့စစ်ကြောင်းထိုးတယ်။အဲ့လိုစစ်ကြောင်းထိုးရင်အာခတ်တော်အေနဲ့ဒါပူအောင်တပ်ဖွဲ့တွေကစောင့်ကြည့်ပြီးတော့ဂျာပြတ်တိုက်ခိုက်တယ်။ အဲ့လိုတိုက်ခိုက်တဲ့ခါကျရင်အလောင်းတော့မဆွဲနိုင်ပဲနဲ့ထွက်ပြေးရတာရှိတယ်။အဲ့လိုမျိုးပဲဒေါ့လျှောက်ဒေါ့လျှောက်ဒီတန်တရားကြီးကိုဒီကောင်နေလဲနေတာ။အဲ့လိုမျိုးပုံစံမျိုးနဲ့ပဲသူတို့တွေစစ်ကြောင်းထိုးလာလိုက်၊တေးလိုက်၊ပြန်ပြေးလိုက်၊အဲပြင်ထပ်ပြီးဆုပ်ဖွဲ့လိုက်စစ်ကြောင်းထိုးလာလိုက်။ဒါမျိုးပုံစံမျိုးတွေလုပ်နေတာပေါ့နော်။အဲ့တော့အဲ့လိုမျိုးစစ်ကြောင်းနေဒေါ့လျှောက်ထိုးနေပြီမဲ့ထိုးတိုင်းပျောက်ပျောက်သွားတာတော့မတက်နိုင်ဘူးပေါ့နော်။ထိုးပျောက်စစ်ကြောင်းနေပေါ့နော်။ထိုးတိုင်းပျောက်ပျောက်သွားတာပေါ့နော်။အဲ့တော့စစ်ကောင်စီကဒီ point 63လုံးစကန်ကိုပြန်ရဖို့ထိုးစစ်ဆင်နေတာတွေစစ်ကြောင်းတွေလွတ်နေတာတွေကကာလာတစ်ခုတော့ကြာပြီ။ဘာဖြစ်လို့လဲဆိုတော့ဒီစကန်အခက်တတော် A ကတိမ့်ပိုက်ပြီးတဲ့ ချင်းချင်းမှာပဲပေါ့နော်တိမ့်ပိုက်ပြီးချင်းချင်းမှာပဲစစ်ကောင်စီကတောက်ချောက်စစ်ကြောင်းတွေလွတ်တာအဲ့လိုမျိုးလွတ်နေတဲ့ဒီစကန်အခုချိန်ထိလည်းသူတို့မရသေးဘူးအဲ့ဒီစကန်ကိုမရတဲ့အပြင်ပေါ့နော်ဟိုကတံပြန်ထိုးချက်ပြန်လုပ်လိုက်တဲ့ခါကျတော့အဲ့စကန်ကိုအဓိကထောက်ပံ့ပေးနေတဲ့နောက်ထပ်စကန်ကုန်းတွေပါပါကုန်ထောက်ဖို့စကန်လေးပေါ့နော်အဲ့ကုန်းတွေပါဒါလက်ညှိုးဝင်တိုက်ပါဟိုနေ့ရလို့ပေါ့အဲ့လိုမျိုးပုံစံမျိုးနဲ့ပြန်တိုက်ပါ24ရက်နေ့မှာပေါ့နော်အဲ့လိုမျိုးပုံစံမျိုးနဲ့နောက်ထပ်စကန်တစ်ခုကိုစစ်ကောင်စီဆက်ပြီးတော့ဆုံးရှုံးခဲ့ရအဲ့တော့ A ကလမ်းကြုံဝင်တိုက်တာပေါ့နော်အခုဒါကပ္ပဆဝင်းကျင်မှာတိုက်ပွဲတွေညင်နေတာမျိုးရှိတယ်တဲ့ အေဘက်ကညင်နေတိရတိုင်းပဲသတိသာထားတော့ဗောနော်နားဆွေနေတော့ပဲဘာလို့လဲဆိုတော့ဒါတော်တော်များပြောကြရရှိတယ်စစ်ကောင်စီတဲကဒီအတွေ့အကြုံရှိတဲ့သူတွေဝါချင်းဗောနော်အရင်စစ်စစ်တပ်တော်တော်များများရှိတဲ့သူတွေဆိုလဲဒီအခြေအနေမျိုးတွေကိုသူတို့မကြိုက်ကြဘူးဘာလို့လဲဆိုတော့အဲ့လိုမျိုးညင်နေရင်သူတို့အရန်စိုးရိမ်ကြတယ်စိတ်ပူကြတယ်ဟာညင်နေရင်သတိထားတော့အဲ ။ဟောချင်းနေတွေကငြိမ့်နေတယ်တော့။ဝငြိမ့်ဝငြိမ့်ဆိုတော့ကိစ္စမဖြစ်ဘူး။အဲ့လိုမျိုးငြိမ့်နေပြီဆိုရင်တို့တခုခုခံစားရတော့မယ်။တို့သိနေတယ်ဗောနော်။မသိစိတ်ကကွာလုံစော်နေတာအဲ့လိုမျိုးပေါ့။အဲဒါကြောင့်မလို့ဒါစိတ်ကောင်းစီဘက်ကအင်အားစုဖွဲ့ပြီးတော့ထိုးစစ်ပြင်တာမျိုးတွေတော့လုပ်နေတယ်။ကပ္ပစာ16ကဗောနော်ထူးခြားတာကကပ္ပစာ16ကဒီပစ္စည်းတချို့ကိုလည်းပြီးရွှေ့ပြောင်းနေတဲ့ပုံစံမျိုးတွေသိရတယ်ဗောနော်။အဲ့တော့ ဈေးကောင်စီကဒီနေရာတွေကိုလက်လွတ်ရပြီဆိုရင်တော့မှပဲထပ်ပြီးတော့ဒီထုတ်လို့ရေးလုပ်ငန်းတွေဆက်ပြီးလှုပ်ဆောင်နိုင်ဖို့အတွက်ကလည်းပြင်ဆင်နေတဲ့ပုံစံမျိုးတော့တွေ့ရဒါပေမဲ့အဲ့ဟာကလွယ်ကူတာမဟုတ်ဘူးဒီဟာတွေကိုအကလုံးစုံရွှေ့ပြောင်းနိုင်ဖို့အတွက်ကသူတို့ဒီလက်ရှိကြုံနေရတဲ့ကျက်တဲနေတဲ့အခြေအနေတော်တင်းမှာလွယ်လွယ်ကူကူရွှေ့ပြောင်းနိုင်ဖို့ကလည်းဒါခက်ခဲနေမြေပေါ့နော်ဒါပေမဲ့လည်းစစ်ကောင်စီကတည့်ရတဲ့အချိန်မှာဖြစ်ဖြစ်တဲ့ပုံစံမျိုးတွေတော့သူတို့ကသူတို့အတွက်အရေးကြုံလာပြီဆိုရင်သူတို့နှီးမျိုးစုံသုံးပါပဲအဲ့တော့ဒါကလည်းကြိုတင်စဉ်းစားရမယ့်ဟာဖြစ်တယ်ပေါ့နော်အဲ့တော့ ပစ္စည်းတချို့ကိုရွှေ့ပြောင်းနေလာတယ်ရှိတယ်ဆိုပြီးတော့လည်းသိရတယ်ဒီကောင်းနေကွာအဲ့တော့မတုံချောင်းကျေးရွာနီးမှာတိုက်ပွဲဖြစ်တယ်နေလဲကြားနေရတယ်စစ်ကောင်စီဘက်ကဝိုင်းထွဲနဲ့ဘုံကျဲတာတွေလုပ်သလိုတဲ့ဒါကင်းထောက်လင်းရင်နေနဲ့ပြန်ဝဲကင်းထောက်တာတွေလည်းရှိတယ်ကားဖစာ16ဆက်ယုံကိုစစ်ကောင်စီကစစ်ကားတွေနဲ့ဒီရက်အတော်တွင်းမှာကိုပဲနောက်ထပ်အင်အား200 200လောက်ထပ်ပြီးတော့ဖြည့်ထားတယ်ပေါ့နော်အဲ့တော့ဒါရှမ်းမြောက်ဘက်ချမ်းမှာသူအနေနဲ့ဒါအပြစ်ရလိုက်ပြီးဖြစ်တဲ့အတွက်ပေါ့နော်ဒါအရခတက်တော် AA ကိုထပ်ပြီးတော့ဒီရဲ့ဘိုင်းထဲမှာပို့ပြီးဖိလာနိုင်မယ် ြင်းစစ်ကြောင်းတွေပို့ပြီးထိုးလာလိမ့်မယ်လို့လည်းဒါယူဆရတယ်ဗောနော်အဲ့တော့တိုက်ပွဲတွေကကပ္ပစာ16နဲ့0.63လုံးစက္ကန့်ကြားတဲ့ကဒါမတုံချေးရွာနားမှာတိုက်ပွဲတွေဖြစ်နေတာအဲ့တော့ဒီမတုံချေးရွာဆိုတာကလည်းဒီကပ္ပစာ16နဲ့3လိမ့်မိုင်လောက်ပဲဝေးတာနောက်ကျတော့စစ်ကောင်စီကဒီမတုံချေးရွာနားမှာကိုပဲနောက်ထပ်ကာကင်းစက္ကန့်အစ်စ်တွေထပ်ပြီးတော့စောက်တယ်အဲပြီးရင်ဒီအင်အားတိုးတာတွေအင်အားဖြစ်တင်းတာတွေတောက်လျှောက်လုပ်တယ်စက္ကန့်အစ်စ်တွေစောက်တယ် အဲ့ပြီးတော့ဒီကပ္ပစား16နာကဒေတာကန်တွေကိုလည်းဒါအပြင်ကိုထွက်ခွင့်မပေးတော့ဘဲနဲ့ပိတ်ပင်တာတွေတားဆီးတာတွေစပြီးတော့လှုပ်လာနေပြီဆိုပြီးတော့သိရတယ်။ဒီလိုမျိုးလှုပ်တာကလည်းလူတို့ကိုတေးကြတဲ့ဒါက၆ဖြူမှလိုပဲစစ်တွေမှလိုပဲပေါ့နော်။ဒီနေရာတွေမှာလူတို့မရှိတော့ဘူးဆိုရင်အွန်လိုင်းကျင်းလိုက်တဲ့ဒလဟောဝင်ရတာမှာလူတို့သာမရှိဘူးဆိုရင်လူတို့ကိုငဲ့ညာစရာမလိုတော့ဘူးဆိုတဲ့အခြေအနေမျိုးဖြစ်သွားပြီဆိုရင်ဒလိုင်းတပ်ဖွဲ့တွေကအတကုံကျုံးမှာ။ အဲ့ဒါကြောင့်မလို့စစ်ကောင်စီကလည်းဒီလူတို့ကိုလူသားတိုင်းပုံစံမျိုးနဲ့ထားထားတာတစားကံပုံစံမျိုးနဲ့ထားထားတာအခုအဲ့လိုပုံစံမျိုးတွေစပြီးတော့မြင်တွေ့နေရပြီအဲ့တော့ပြည်သူလူထုအနေနဲ့လည်းဒါဘေးလူရတွေဒါတိကျဒါပြင်ဆင်ထားကြဖို့လိုတယ်ပေါ့နော်ဆိုလိုတာကဒီတိုက်ပွဲတန်တွေကိုအမြဲတမ်းနားဆင်နေပြီးတော့ဒါဒေါ်လိုင်းတက်ဖွဲ့တွေရဲ့ဒီဆက်တဲ့ပြောဆိုမှုတွေဒါမှမဟုတ်လေအဲဒေါ်လိုင်းတက်ဖွဲ့တွေရဲ့ထုတ်ပြန်မှုတွေအဲဒီဥစ္စာတွေကိုဂိူးဆက်နားဆင်ကြဖို့လည်းလိုတယ်ပေါ့နော်တိုက်ပွဲကတော့တေကြတဲ့တက်ဖွဲ့တွေကတော့ဒါလုံးဝသတင်းပေါက်ကြားမှာဆိုတဲ့အတွက်ဒီလိုမျိုးကြီး ထပြီးတော့ကြီးညာပလိုက်မှာတော့မဟုတ်ဘူးဒါပေမဲ့လက်တလော့ကြုံနေရတဲ့အခြေအနေကဒါကြောင့်နိုင်ငံအတွင်းမှာရှိတဲ့ပြည်သူတွေဆိုရင်စစ်ဘေးဒဏ်ကိုတောက်လျှောက်ဒါခံစားနေရတာဖြစ်တဲ့အတွက်ပေါ့နော်ဒီဥစ္စာတွေကိုအမြဲတမ်းမှနားဆွင့်နေစေခြင်း ਨੇ အဓိကတော့အရေးအကဲတွေကြည့်ပြီးတော့ပေါ့နော်စိတ်ရိတ်စိတ်ငွေတွေမြင်တွေ့လာရပြီဆိုတာ ਨੇ ကိုပါလောက်ရမလဲဆိုတဲ့ဟာတွေကိုချုပ်တင်ပြီးတော့ပြင်ဆင်ထားကြစေခြင်း ਨੇ စစ်ကောင်စီကတော့သိကြတယ်အဲ့လိုအခြေအနေမျိုးသူတို့ကြုံပြီဆိုတာ ਨੇ ဒီပြည်သူလူထုကိုဒါလုံးဝတစားကန်ပုံစံမျိုးတွေသူတို့တေချာပေါက်လုပ်လိမ့်မယ် ရှည်တန်းလိုနေရာမျိုးတွေပေါ့နော်ရှည်တန်းဆိုတော့ပြမယ်တို့တို့ကအကုန်လုံးရှည်တန်းဖြစ်နေအခုချင်းနေရအဲကြအဲ့လိုနေရာမျိုးတွေကိုစစ်ကြောင်းသွားပြီဆိုရင်တော့မှပဲရှေ့ကနေပြီးတော့ပြည်သူတွေကိုတစားခံပုံစံမျိုးနဲ့အမြဲတမ်းခေါ်ခေါ်သွားတာတွေရှိတာ哦အဲကြအဲ့လိုမျိုးပုံစံမျိုးတွေလှုပ်လာတဲ့ခါကျရင်ပြည်သူတွေဒုက္ခရောက်မှာဆိုတဲ့အတွက် အဲဒီတော်လိုင်းတက်ဖွဲ့တွေရထုတ်ပြန်ချက်တွေဆိုလဲနားဆွေးကြပါဆိုပြီးတော့ပြောနေတာပေါ့နော်အဲ့တော့ဘကိုးတိုင်းအုပ်ရှစ်ပင်မြို့မှာကပ္ပစ5 6 9 16၄ခုလောက်နော်အဲ့၄ခုရှိတယ်အဲ့တော့အာရခတက်တော် A နဲ့ PDF တက်ဖွဲ့တွေရထိုးစစ်ကဒီကပ္ပစတွေရအနီးနားကိုတဖြည်းဖြည်းနဲ့ကတ်လာနေပြီရောက်လာနေပြီပေါ့နော်အဲ့တော့တံပြန်ထိုးစစ်ပဲပြောပြောထိုးစစ်ပဲပြောပြောပေါ့နော်ဒီလိုအခြေအနေမျိုးကတော့ရုပ်ပြည်သူတွေရအကြိုက်ပဲပေါ့နော်ပြည်သူတွေ ဒါမျောလင်းနေတဲ့အရာတွေဖြစ်တယ်ဒီကာဗစာတွေကစစ်ကောင်စီကအရန်ဒုက္ခပေးတဲ့ကောင်တွေဖြစ်တာပေါ့နော်အဲကြတော့ဒီကာဗစာ6နဲ့16ကိုခုလက်တော့မှာဒေါ်လိုင်းတပ်ဖွဲ့တွေကစစ်ကြောင်းနှစ်ခုခွဲပြီးတော့ပေါ့နော်ထိုးလာတယ်ပြောရရင်တော့စစ်မျက်နှာနှစ်ခုဖွင့်ပြီးတော့ထိုးစစ်တွေအချိန်မြင့်လာနိုင်ကြလေရှိတယ်ပေါ့နော်အဲတော့ဘလိုပဲဖြစ်ဖြစ်ဒါပြည်သူတွေနဲ့ဂရုစိုက်ကြဖို့လိုပါတယ်နောက်ထပ်သတင်းတစ်ခုကလည်းစစ်ကြောင်းလိုက်ပျောက်သွားတဲ့သတင်းကိုပဲထပ်ပြောမယ်အဲ့ဒါကလည်းကြောက်ဖြူမှာဒါအာဂတ်တော် AA နဲ့ဖြစ်တဲ့တိုက်ပွဲတွေပေါ့နော်အဲ့မှာဒါလုံးဝစစ်ကောင်စီကဒီအာဂတ်တော် AA ရဲ့နှီးပြူပါတယ်သူခံမလို့မရဘူးဖြစ်နေတာ နီးဗျူကဘလောက်ကောင်းလဲဆိုတော့ဗောနော်ရှစ်ကောင်စီအမြဲတမ်းမှသူတို့ကသူတို့ပါတွေးလဲဆိုတော့ဒီပျောက်ကြားစစ်ပျောက်ကြားစစ်နဲ့ပတ်သက်လို့ဟုတ်တယ်နိုင်ငံတကာမှာရောတခြားနေရာတွေမှာရောဒီပျောက်ကြားစစ်ကအရန်ထိရောက်ခဲ့ဒါပေမဲ့စစ်ကောင်စီကလည်းအဲ့ပျောက်ကြားစစ်နဲ့အတိုက်ခံရတာကိုပဲသူကနှစ်ပေါင်းများစွာကြာခဲ့ပြီအဲ့တော့ပျောက်ကြားစစ်အပြင်မှာသူကတံပြန်ပျောက်ကြားဘလို့လှုပ်ဆောင်အောင်မလဲဆိုတဲ့ဟာကိုလည်းသူနှစ်ပေါင်းများစွာနှစ်နဲ့ချီပြီးတော့သူကတိရှိနေတဲ့အဖွဲ့အစည်းမျိုးဖြစ်တယ် ဒါပေမဲ့အဲ့လိုမျိုးအဖွဲ့အစည်းမျိုးကိုပဲလုံးဝခတ်မှန်းလို့မရအောင်နီးပြူကမျိုးစုံသုံးပြီးတော့လုံးဝမမျော်လင့်ထားတဲ့ပုံစံမျိုးတွေနဲ့ချီပဲတိုက်နေတဲ့အာရခတက်တော်အေကိုတော့တကယ်ကြီးကြီးလေးစားရတယ်စစ်ကောင်စီတော်တော်ကိုပြတ်တုံနေတာပေါ့နော်ဘလို့မှကိုသူ့အတွက်အဆင်မပြေဘူးဖြစ်နေတာအဲ့ဒီကြောက်ဖြူတိုက်ပွဲတွေကပုံမူပြီးတော့ပြင်းထန်လာနေတယ်စစ်တပ်ကအကြဆုံများနေတယ်ကြီးရလေ drone လက်နက်ကြီးအမြောက်အကုန်သုံးပြီးတိုက်တာမြေပြင်ကနေစစ်ကြောင်းအဲ့လိုထိုးတာအပေါ်ကနေပြီးတော့လာလေရင်နဲ့လည်းပြစ်တာပဲပြင်းဒါ navy နဲ့လည်းစော်တာပဲပေါ့နော်ပြင်း drone နဲ့လာတာ drone ဆိုလည်းသူတို့သိရတဲ့အတိုင်းပဲ ဒီလောကနီးပညာမြင့်နီးပညာမြင့်လောကသူ့အဖေနိုင်ငံနေစီကမြင့်တောင်းထားတဲ့ဟာတွေဝယ်ထားတဲ့ဟာတွေအဲဥစ္စာတွေနဲ့ပဲသူတို့တုံးတာပဲပြီးတာနဲ့မြေပြင်ကနေစစ်ကြောင်းထိုးတယ်အဲ့ထိုးတဲ့စစ်ကြောင်းဘလို့မှရှိမရဘူးဖြစ်နေတာထိုးသမျှအကုန်လုံးကုန်နေတာတကယ်ထိုးပြောက်တွေဖြစ်နေတာဗောနော်အဲ့တော့ကျွန်တော်ဒီ31ရက်နေ့မှာ ဒါတို့အင်အား၁၀၀ကျော်နဲ့ဒီတိုင်းချောင်းကြေးရွာကိုနောက်ထပ်စစ်ကြောင်းထိုးတယ်။ရှေ့မှာလည်းစစ်ကြောင်းတွေထိုးခဲ့တယ်နော်။အဲဒီစစ်ကြောင်းတွေထိုးတဲ့ချိန်တုန်းကလေအခါကတော့အေကဆယ်ယောက်တချင်းပုံစံမျိုးနဲ့မြုပ်ပေးနေရအများကြီးပေါ့နော်။အခုလည်းအဲ့လိုပုံစံမျိုးနဲ့သူတို့ကဒီဒီတိုင်းချောင်းကြေးရွာဘက်ကိုအင်အား၁၀၀ကျော်နဲ့စစ်ကြောင်းထိုးတယ်။အဲ့စစ်ကြောင်းကဒါဇိုင်းချောင်းကြေးရွာနားမှာပေါ့နော်။အပြတ်တက်ချိန်မုန်းခံလိုက်ရတယ်။အပြတ်တက်အပြတ်တက်ဆုံးမလို့ဗျာ။အကုန်အပြတ်အကုန်တက်ပေါ့နော်။ အဲ့လိုပုံစံမျိုးနဲ့ချိန်မိုးခံလိုက်ရတယ်ဗောနော်နောက်ထပ်စစ်ကြောင်းတစ်ခုရှိတယ်အဲ့ဒါကလည်းရဲတပ်ရင်း32ကနေပြအင်ရန်တရားနဲ့ပဲအင်ရန်တရားနဲ့ပဲသူကဇိုင်းချောင်းကိုကြော်ပြီးတော့စစ်ကြောင်းထိုးလာတာခုနကတော့ဇိုင်းချောင်းသားမှာဖြစ်တာဗောနော်သူကတိုင်းချောင်းကနေကြော်လာပြီးတော့ဇိုင်းချောင်းကြီးရောင်းနားမှာခုနကတော့အကင်ခံလိုက်ရတယ်စစ်ကြောင်းကြောင်းအဲအခုဒါရဲတပ်ရင်း32ကကြတော့ဒီဇိုင်းချောင်းကနေကြော်လာပြီးတော့ဒါကာလန်တစ်လျှောက်မှာစောင့်နေတဲ့ဇိုင်းချောင်းကိုတော့ကြော်သားတယ်ဗောကာလန်တစ်လျှောက်မှာစောင့်နေတဲ့အာခတ်တော်အေကပြင်းလာ ပြင်းတာလောကခုနလိုပဲအပြတ်သက်ပြင်းတာအပြတ်တွေအသက်တွေအဲ့လိုမျိုးလေးပြင်းဖြစ်တာပေါ့နော်အဲ့ဒါကြောင့်သူတို့တွေဘလောက်အချင်းနေဆိုးသွားလဲဆိုတော့တဲ့စစ်တပ်ကနောက်ဆုတ်ပြီးတော့ထွက်ပြေးတာအလောင်းတော့မကောင်းနိုင်ဘူးကဲစစ်တပ်မကောင်းနိုင်တဲ့အလောင်းတွေရခိုင်မှာတပုံကြီးရှိတယ်တကယ်ပြောတာအဲ့ဒါမညာဘူးအဲ့အဲ့ဒီရခိုင်မှာတာဝန်ကျတဲ့သူတွေတာဝန်ကျဘူးတဲ့သူတွေပေါ့နော်ဒီအဲ့သူတွေကစီဒီယံလောက်လာတဲ့သူတွေအများကြီးရှိတယ်အဲ့သူတွေရဲ့ပြောပြချက်ကသူတို့ရဲ့စစ်တပ်တွေအများကြီးရှိတယ်တချို့ဆိုရင်ဒါစစ်တပ်25 30ဒါမျိုးပုံစံမျိုးတွေနဲ့ဒါတက်ချက်တွေတက်ချက်ကြီးရှိတယ် သူတို့ဘုရားမှာသူကဒီအေရှိတဲ့ဒီရခိုင်ဘက်ကိုလည်းသူတို့စစ်စင်ထိုးဘူးတယ်။ကရင်ဘက်လည်းသူတို့ထိုးဘူးတယ်။အဲပြီးရင်ဒါကချင်ဘက်လည်းသူတို့ထိုးဘူးကြတယ်ပေါ့နော်။ဒါပေမဲ့ဟိုတခြားဟိုင်းနဲ့ရှင်ပြီးပြောတာမဟုတ်ဘူး။သူတို့ဘုရားမှာသူတို့အကြောက်ဆုံးသူတို့အခက်ခဲဆုံးဖြစ်ခဲ့တဲ့စစ်စင်ကြီးကိုမေ့ကြည့်လိုက်။အဲ့ရခိုင်ဘက်ပဲ။ရခိုင်ဘက်ပဲ။အာကျွန်တော်စစ်တပ်နဲ့ဒါကတော့ဒီအသက်အရွယ်ပိုင်းခြားဒါမှမဟုတ်လေထိုးရတဲ့နှစ်အရေအတွက်အပိုင်းခြားပေါ်မှာတော့မူတည်မူတည်လိမ့်မယ်ပေါ့နော်။ဒါပေမဲ့သိကြတယ်သူတို့အကြောက်ဆုံးကအခက်တော်အေးပဲ။ဘာလို့သူခံမှန်းလို့မရလို့တဲ့။လုံးဝခံမှန်းလို့မရဘူး။ ဘာလုံးမယ်ဆိုတာလည်းခံမှန်းလို့မရဘူးဘသူကဘာဆိုတာလည်းခံမှန်းလို့မရဘူးကလေးမို့လို့လည်းအထင်သေးလို့မရဘူးလူကြီးမို့လို့လည်းအဲ့ဒါကကလေးရောလူကြီးရောဘလောက်တောင်မှစည်းလုံးနေတလဲဆိုတဲ့ဟာကိုဒါမျိုးဝါထင်နေသူတို့တွေ့ကြရတယ်အဲ့ဒါကြောင့်မလို့ကြောက်ကြီးပန်းပြီးတော့ ထွက်ပြေးရတဲ့စစ်သားတွေလည်းမနေဘူးအခုဆိုရင်ကိုပဲကြည့်ဒါအေးအတန်ကြားတာနဲ့ပြေးတဲ့ဒါဒီရခိုင်ကိုပို့ခံရတာအမှန်တော့အေးအတန်ကြားတာပေါ့နော်ရခိုင်ကိုပို့ခံရလို့ PDS ကိုအလင်းဝင်လာတဲ့ကလေးမျိုးဆက်သွယ်ရေး6ကနေပြတက်ချက်တူရှိတယ်နှစ်ရက်နဲ့နှစ်ရက်နဲ့လက်နဲ့တော့မပါဘူးပေါ့နော်လက်နဲ့မပါရင်လည်းလက်ခံပါတယ်ဒါပေမဲ့လက်နဲ့ပါခဲ့ရင်တော့ပို့ကောင်းတယ်ပေါ့နော်ဟာတခြားကြောင့်ပြောမဟုတ်ဒီထွက်ပြေးလာတဲ့ဒီစစ်သားအတွက်လည်းပါတယ်ပြီးရင်ဒါဒီဘက်ကတော်လိုင်းတက်ဖွဲ့အတွက်လည်းအကျိုးရှိတယ်ပေါ့နော် လက်နက်ကဒေါ်လိုင်းတစ်ဖက်ကိုပြန်သုံးလို့ရတယ်သူ့အတွက်ကြလည်းစူချင်းကိုရတယ်ဟုတ်နော်ဒါပေမဲ့ဘလို့ပဲဖြစ်ဖြစ်သူကတေးကြတယ်ရခိုင်ကိုပို့ခမ်းမှာဆိုလို့ထွက်ပြေးလာတာအဲ့တော့ကျွန်တော်ပြောတာမလွန်ဘူးအာခတ်တော်အေရဲ့အတန်ကိုကြားတာနဲ့တင်ကိုပဲပေါ့နော်အခုလိုမျိုးထွက်ပြေးမဲ့စစ်သားတွေကအများကြီးရှိတယ်အာဟိုကလှမ်းអော်လိုက်တာ ਨੇ ရောက်ပါလို့ရေးဆိုတာ ਨੇ ပြေးတော့မယ်ဆိုတဲ့အဖွဲ့လည်းရှိမှာပေါ့နော်အဲ့တော့ကြောင့်မလို့လေတွတ်တိုက်ခိုင်းတဲ့အချိန်မှာမတိုက်တော့ဘဲနဲ့ထွက်ပြေးကြတဲ့စစ်သားတွေကအများကြီးရှိတယ် အဲ့လိုမျိုးအခြေအနေတွေသာအများကြီးဖန်တီးနိုင်တယ်ဆိုရင်စစ်ကောင်စီကဘလောက်ပဲလူအင်အားရှိရှိမြေပြင်မှာတိုက်ပေးမဲ့သူမရှိတော့အဲ့လိုမျိုးမရှိတော့တဲ့အခြေအနေကြရင်သူတို့နိုင်စရာအကြောင်းမရှိတော့ဘူးပေါ့နော်အာခတ်တတော် A ကအဲ့တိုင်းကျုံနေတာပြီးတော့အခုအဲ့အာခတ်တတော် A နဲ့လက်တွဲပြီးတိုက်နေတဲ့ PDF တွေအများကြီးရှိလာပြီအဲ့ PDF တွေကလည်း A ပေါင်းစားတွေဖြစ်လာမှာတကယ်အခုသူတို့ရဲ့သူတို့နဲ့ပြောရတဲ့ဟာတွေအမှုရာတွေအပြောဆိုတွေသူတို့ရဲ့စဉ်းစားပုံတွေးခေါ်ပုံဒါတွေကအစပေါ့နော်လုံးဝကျွတ်စင်ကြီးတယ်တကယ်ပြောတာမယုံမရှိနဲ့အခုဆိုရင်ဒါ ARD မကွေးပကို ဒီနေရာတွေမှာအေနဲ့တူလက်တွဲပြီးတိုက်ပွဲဝင်နေကြတဲ့ PDF တပ်ဖွဲ့ရှိတယ်။တကယ်အေပေါ့စာလေးတွေဖြစ်နေတာတကယ်အာတော်ယုံတန်ယုံဟိုအလိုမျိုးလောက်နဲ့အဲသူတို့ရဲ့ဒီလုံချွေးထိခိုက်စေမဲ့စကားမျိုးဘယ်တော့မှမထွက်ဘူး။တကယ်အခုတိုက်နေတာပဲနေ့စဉ်နဲ့မြန်တိုက်နေတာပဲစကန်းနဲ့သိမ်းနေတော့ဒါကျွန်တော်ပြောပြရင်ဒါအဲ့လိုလိုင်းပေါ်မတက်လာဘူးစကန်းနဲ့သိမ်းနေ။အဲ့လိုပြော AR တွေမှာပဲကြည့်ကြည့်မကွေးမှာပဲကြည့်ကြည့်ပကူးမှာပဲကြည့်ကြည့်စစ်ကြောင်းတွေပြုတ်တယ်စစ်ကောင်စီဘက်ကအလောင်းလက်တွေရတယ်တတိမထွက်တော့ဘူး။ အဲအဲ့လိုအဲဆိုကြတာဒီဥစ္စာကလည်းစစ်နိုင်စေတဲ့အဓိကအကြောင်းရင်းတွေကတခုပေါ့လေနော်အဲ့တော့တပ်ဖွဲ့တွေကတကယ်ကိုအဲ့လိုပုံစံမျိုးလေးတွေဖြစ်လာတဲ့အခါမှာစစ်ကောင်စီကနောက်ဆိုရင် AA အတံပြောနေအ PDF အတံကြားရင်တော့ပြေးရမယ့်အဆင့်မျိုးတွေဖြစ်လာတော့မှာစစ်ကောင်စီဘက်ကဘာမှခံယူချက်မရှိဘူးလေသူတို့စစ်တိုက်ခိုင်းနေဆိုတဲ့ဟာကသူတို့အဖေအတွက်တိုက်ခိုင်းတာဒီဘက်ကတော်လိုင်းတပ်ဖွဲ့တွေကတိုက်နေတယ်ဆိုတာကလူလူလွတ်မြောက်ဖို့အတွက်တိုက်နေတာ တိုင်းပြည်တစ်ခုလုံးလွတ်မြောက်ဖို့အတွက်တိုက်နေတာဆရာအနာရှင်လုံးဝဒီစနစ်ကြီးပြတ်သုံးဖို့အတွက်တိုက်နေတာရည်မှန်းချက်ရှိတယ်ရည်ရွယ်ချက်ရှိတယ်စဉ်းစားတတ်တယ်တွေးခေါ်တတ်တယ်ဒါပညာတတ်တွေဖြစ်တယ်လူငယ်တွေဖြစ်တယ်ဗောနော်ဟိုဘက်ကလိုမျိုးပုံစံမျိုးတွေမဟုတ်ဘူးဟိုဘက်ကလုံးဝခံယူချက်မရှိဘူးသူတို့ဒီစစ်ပွဲကိုဘာကြောင့်တိုက်နေရသလဲဆိုတော့သူတို့ရဲ့ရည်မှန်းချက်ရည်ရွယ်ချက်ဘာမှမသိဘူးသူတို့ဘာမှမရှိဘူးသူတို့ဖေကခိုင်းလိုက်တဲ့ဟာကိုသူတို့လုံးဝမယ်ဆိုတဲ့ဟာလောက်ပဲသိတယ်။ငါတို့ဒါကိုလုံးလိုက်လို့အသက်သေးချင်းတည်သွားမယ်ကွာဆိုတဲ့စိတ်မျိုးပဲသူတို့မွေးထားတာ။သူတို့မှရွယ်ချက် ခံယူချက်ဘာမှရှိတော့အဲ့တော့ဒီလိုမျိုးစစ်ပွဲကတော့တေချာပေါ့ဒရိုင်းတက်ဖွဲ့နိုင်တော့ဗောဗျာအားကတက်တော့အေးအတန်ကြားတာနဲ့လုံးဝကိုထွက်ပြေးနေရတဲ့စစ်သားတွေကအများကြီးရှိနေဦးမှာဖြစ်တယ်အဲ့လိုပဲဒါနီးပြူရတွေကောင်းတဲ့အတွက်ဗောနော်စစ်ကောင်စီကလုံးဝခံမှန်းလို့မရနိုင်တဲ့အတွက်အခုလိုကြီးရည်လေးအကုန်အစုံတုံးတာတောင်မှပဲစစ်ကြောင်းလိုက်ပျောက်တဲ့ဖြစ်စဉ်တွေကလည်းဇက်တိုက်ရှိနေဦးမှာဖြစ်တယ်လို့ပြောချင်တာဗောဗျာနောက်တစ်ခုကတော့ဒါမိုးကုန်းနဲ့မိုးမိတ်မှာ TNL ကပြန်ဆုပ်မယ်လို့သဘောတူထားပြီးတဲ့နောက် MOD လက်အောက်ခံတပ်ရင်းတပ်ဖွဲ့တွေအပြင်ပြီးအခြားမာမေးအင်အားစုတွေကစတင်ပြီးတော့ဖြန့်ကွက်နေရာယူနေပြီဖြစ်တယ် လောကဒီပုံရိပ်တွေကိုလည်းမြင်ရတွေ့ရလိမ့်မယ်ပေါ့နော်အဓိကတော့ဒါမျိုးဟာတွေကဒါတပ်ဖွဲ့တွေကတောင်းယုံဆိုရင်ထုတ်ပြန်မဲ့ဟာတွေမဟုတ်ဘူးဗျဒါပေမဲ့ကျွန်တော်တို့ပြည်သူတွေစိတ်သက်ကြမှာဆိုလို့ဒါမျိုးပုံစံမျိုးတွေကသူတို့တွေဒါထုတ်ပြန်ပေးတာလို့ကျွန်တော်ယူဆတယ်ပေါ့နော်အဲပုံမှန်ဆိုရင်တော့ဒါကိုယ့်ရဲ့တက်တီတက်လှုပ်ပုံစံမျိုးတွေကိုဘတ်တော့မှပြောမှာမဟုတ်ဘူးတပ်ဖွဲ့တွေလည်းဒီကာလအတိုင်းတာရောက်လာပြီးတဲ့အချိန်မှာစီးရေးစရာတွေကိုသူတို့နားလေတယ်ဒါပေမဲ့ကျွန်တော်တို့ပြည်သူတွေကိုငဲ့တာကျွန်တော်တို့ပြည်သူတွေအတွက်ကြည်တာ ကျေးဇူးတွေစိတ်တကြသွားမှာဆိုလို့မကြနဲ့ကျွန်တော်တို့ရှိသေးတယ်ကျွန်တော်တို့ကြုံးမှာကျွန်တော်တို့ဘယ်လိုမျိုးခံယူချက်ထားရလဲကျွန်တော်တို့ဘယ်လိုဆုံးဖြတ်ထားတယ်ကျွန်တော်တို့ပြည်သူတွေစိတ်တကြကြမလို့ကျွန်တော်တို့ရအောင်ကာကွယ်မယ်ဆိုတဲ့ပုံစံမျိုးတွေနဲ့တို့လုတ်ပြတာပေါ့နော်အဲဒါကြောင့်မလို့ဒီသတင်းတွေထွက်ပေါ်လာတာဖြစ်တယ်အဲ့တော့ တချို့ကြတော့လည်းဒါနဲ့ပတ်သက်လို့အပြစ်မြင်တာရှိတယ်ပြန်ပြီးတော့ဖြစ်တွေ့ပြီကျွန်တော်တို့အကောင်းမြင်တဲ့စိတ်တွေအရန်လိုအပ်တယ်ဒီကာလမှာအများအားမှကျွန်တော်တို့အဆင်မပြေတာများတော့အဆိုးတွေပဲမြင်တယ်အဲ့တော့အဲ့အဆိုးတွေမြင်တဲ့ဟာတွေအပြစ်တင်တဲ့ဟာတွေကကျွန်တော်တို့တပ်ဖွဲ့တွေကိုကျွန်တော်တို့ကန်ထုတ်လိုက်တဲ့ပုံစံမျိုးတွေဖြစ်သွားစေလိမ့်မယ်ကျွန်တော်ပြည်သူတွေအချင်းချင်းကန်ထုတ်လိုက်တဲ့ပုံစံမျိုးရန်သူဘက်ရောက်သွားအောင်တွန်းပို့လိုက်တဲ့ပုံစံမျိုးတွေလည်းဖြစ်လာစေလိမ့်မယ်အဲ့တော့ဒီကာလမှာကျွန်တော်ကတပ်ဖွဲ့ဝင်တွေရိမန်းချက်တူတဲ့သူတွေကြားတဲ့ချင်းချင်းကြားတဲ့မှာပေါ့နော်ဒီလိုအကောင်းမြင်တဲ့စိတ်လေးတွေကလိုအပ်တယ်ဖြစ်တွေ့လိုက်ဖို့အရန်ရေးကြည့်တယ်ပေါ့နော်ကျွန်တော်ဆိုအမြဲတမ်းအဲ့တိုင်းလေးပဲတွေးဖြစ်တယ်ပေါ့နော် ဒါကြောင့်နေမှာမှာဒီလိုကြောင့်ဟုတ်မှာပါတခါလေကြာရင်လဲအော် तू ကငါမမဟုတ်တာဒါမျိုးပုံစံမျိုးတွေကျွန်တော်တို့ကအများကြီးဖြစ်တွေ့ပြနိုင်မှုလို့လဲဒါမှပဲကျွန်တော်တို့ကအားအင်နေအပြစ်နဲ့ရှေ့ဆက်နိုင်မှာဖြစ်တယ်အလိုမကြတာတွေစိတ်ညစ်တာတွေစူးတာတွေဆဲတာတွေအပြစ်တင်တာတွေနဲ့ဆိုရင်ကျွန်တော်တို့အဆင်ပြေမှာမဟုတ်ဘူးပေါ့နော်အဲ့တော့တပ်ဖွဲ့တွေလုံတင်လုံထိုက်တဲ့ဟာလုံနေတယ်ကျွန်တော်တို့ပြည်သူတွေစိတ်တက်မကြရဖို့အတွက်ကိုဒီမျိုးစုံနဲ့သူတို့စူးစမ်းနေတယ်အဲ့လိုမျိုးစူးစမ်းဖို့အတွက်သူတို့ရဲ့အသက်တွေကိုရင်ထားတယ်အဲ့တော့ကျွန်တော်တို့အနောက်ကနေပြီးအားပေးကြတယ် သူတို့နဲ့အတူတူကျွန်တော်ရှိချောင်ပြကြမယ်ဒါပဲလိုအပ်တယ်ပေါ့နော်အဲ့တော့ဒါအညာဗျူဟာကဒါစီးတောင်ဝင်ရှိတဲ့သူတယောက်နဲ့ဒါကျွန်တော်ဆက်သွယ်ပြီးတော့မေးမြန်းတဲ့ခါကျတော့ဒါမိုးကုတ်ကိုကျွန်တော်တို့အညာဗျူဟာကရောကျန်တဲ့ man train ဗျူဟာအဲပြီးရင်မိုးကုတ်ဗျူဟာအခြားမာမိတ်တွေနဲ့လွန်ခဲ့တဲ့နှစ်ရက်ကနေစပြီးတော့နေရာယူပါတယ်တဲ့ရအောင်တိုက်ခဲ့ကြတော့ကလည်းအများကြီးပါဝင်ခဲ့ကြတာပြီးတော့ဒီ TNL ဆုတ်သွားပြီမဲ့ PDF အင်အားနဲ့မှမနေတာဒါတကယ်ဟုတ်တယ်ဟိုတချို့နေရာတွေမှာအဲ့လိုပေါ့နော်အဲနာမည်တစ်ခုနောက်ရောက်သွားပြီဆိုပေမဲ့အဲ့နာမည်အနောက်မှာပေါ့နော်အရေးအတွက်ဆိုတာရှိတယ်ဗျာ ော့ကျတော့ PDF ရဲ့အရေးအတွက်ကလည်း net ရဲ့အရေးအတွက်မဟုတ်ဘူးအဲ့တော့ TNL ဆိုပြီးတော့နောက်ဆုံးသွားပြီဆိုတဲ့အချိန်မှာဒါဆုတ်ခွာမယ်ဆိုပြီးတော့ဒါသဘောတူလိုက်ပြီဆိုတဲ့အချိန်မှာ PDF ဆိုတာကြံသေးတယ်အဲ့ဒါတွေကိုကျွန်တော်တီးဖို့လိုတယ်ဗောနော်အဲ့တော့အရေးအတွက်တွေကလည်းအများကြီးရှိပါတယ်ဗောနော်ပြီးတော့ဒီ man time try viewer man khai mogo bakaba အညာ viewer မြင်းညံ blood type က အများကြီးကြံသေးတယ်ပါလာပါပါဖအများပြည်သူနဲ့အတူတူရက်တည်ပြီးတော့တိုက်ပွဲဝင်ပါမယ်ဆိုပြီးတော့ဂရုဝတ်ပြုထားတဲ့အဖွဲ့တွေအများကြီးကိုကြံပါသေးတယ်အဲ့လိုနေရာမှာဒါအကုန်လုံးကဒါတပ်ဖွဲ့တွေပူပေါင်းပြီးတော့တိမ့်ပိုက်ထားခဲ့တဲ့နေရာမလို့လာရှိုးလိုမျိုးဒါလွယ်လွယ်ကူကူပြတ်မပေးဘူးတဲ့ပဲမိုက်တယ်ကျွန်တော်တို့ကလည်းအဲ့ဒါကြိုက်တယ်တော်လိုင်းတပ်ဖွဲ့တွေကလည်းအဲ့လိုပဲဆန္ဒရှိနေမှာပေါ့နော်ပြည်သူကလည်းအဲ့လိုပဲဆန္ဒရှိနေမှာစစ်ကောင်စီကအခုပြန်ရသွားပါတယ်ဆိုတဲ့နေရာတွေကဒီကောင်တွေအရေးချင်းရှိလို့ရောက်လာတာမဟုတ်ဘူး ဒီကောင်တွေမှာတိုက်ခွန်းရင်လုံးဝမရှိတော့ဘူးကြီးရလေအကုန်သုံးနေတာပဲလေဒါပေမဲ့ဒီကောင်တွေလုံးဝတိုက်ခွန်းရင်မရှိဘူးဒါဟာသူ့ရဲ့ဇညုသူတို့သဘောတူထားချက်အရသာဒီလိုမျိုးဆုတ်ခွာပေးလိုက်ရတာဖြစ်တယ်ဒီ PR တွေကြောင့်သာသူတို့ဆုတ်ခွာပေးလိုက်ရတာဖြစ်တယ်တကယ်သာပြန်ခံချကြည့်စေကောင်းစီဘလို့ဒီရက်ပိုင်းလုံးနဲ့ဒီမျိုးတစ်မျိုးရဖို့လွယ်မမလွယ်တော့နောင်ချိုဒီကောင်တွေဘလောက်တိုက်ခဲ့ရလဲသိတဲ့အတိုင်းပဲပေါ့နော် ။ဒါကြောင့်အဲ့လိုပဲအခုဒါမိုးကုတ်ကိုအားလုံးကဝိုင်းဝန်းပြီးတော့ပူပေါင်းပြီးတော့ကာဝယ်။တကယ့်ကိုဇက်ရှင်မြင့်တဲ့အနေထားမျိုးဇကာတကားမှာဆိုရင်ပေါ့နော်အကုန်လုံးကလည်းဝိုင်းပြီးတော့အားပေးကြတယ်ပံ့ပိုးကြတယ်အာဒီတရက်တက်ဖွဲ့တွေကလည်းမပူနဲ့ကျွန်တော်တို့ရှိတယ်ကျောင်းပြည်သူတွေအတွက်ကျောင်းကအပြည်သူတွေကလည်းငါသားတွေကယုံနေပါဗျာ။ဟာတကယ်ကိုချစ်စရာကောင်းတဲ့တကယ်ပြယုတ်ကြီးတစ်ခုဖြစ်နေလိမ့်မယ်ပေါ့နော်။အဲ့တော့ကျွန်တော်တို့လက်တွေ့ပါတဲ့အကူအညီတွေလည်းကျွန်တော်ပေးကြဖို့လိုတယ်။အဲ့တော့နောက်ထပ်သတင်းကောင်းတဲ့ဟာတွေလည်းရှိသေးတယ်။အဲ့ဒါဘာလဲဆိုတော့ဒီမိုးကုတ်အတွက်ရေးပါတဲ့ဖော်တော်လမ်းစုံ အဲ့လမ်းစုံအနီးကတာဝါတိုင်းဂုံးကိုလည်းတလေတက်ဖွဲတွေကပြန်ရထားတယ်အဲအဲ့ဒါလည်းမိုက်တယ်ဆိုတော့ကလွယ်လွယ်နဲ့မပေးဘူးဆိုတဲ့ဟာကိုကျွန်တော်တို့ပူပူပြီးတော့သိရတယ်ဗျာဒီနေရာတွေကအရင်အရေးကြီးတာဖြစ်တဲ့အတွက်ဒီနေရာတွေကိုလွယ်လွယ်ကူကူလက်လုဆောင်းရှုံးလိုက်ရတယ်ဆိုရင်စစ်ကောင်စီတွေကြီးမားတဲ့အကျိုးမြတ်တွေရသွားမှာအဲအဲ့အကျိုးမြတ်တွေမရဖို့အတွက်ဒီနေရာကိုမရောက်အောင်ဟိုးထိတ်ကနေပြီးတော့တိုက်နေတဲ့အဖွဲ့တွေအများကြီးရှိတယ်အဲအဲ့လိုပုံစံမျိုးပေါ့ဒါနဲ့ပတ်သက်လို့ဒါအညာပြူဟာကတာဝန်ရှိတဲ့ခုနစီတာဝန်ရှိတဲ့သူပေါ့နော်သူ့မြင့်ကြီးရဲ့ခါမှာလဲဒါ ် MOD တရင်တပ်ဖွဲ့တွေအနေနဲ့ပူးပေါင်းပြီးတော့ဖော်ရောကိုရောက်နေတဲ့ကောင်တွေကိုပြန်တိုးလိုက်တာဖော်ရောကတာဝါတိုင်းအထိပြန်သိမ်းပိုက်မိသလိုအခြေအနေမျိုးပြန်ရတယ်တဲ့အဲကိုဘက်ကပြန်အားတာတယ်ဆိုပြီးတော့ပြောရမှာပေါ့တဲ့ဒါဒုတိယအချက်ကဒါအခုမိုးကုတ်မိုးမိတ်ပြန်ပေးရတဲ့အခြေအနေမှာဒီဘက်ကအဖွဲ့တွေရဲ့ထုတ်ပြန်ချက်တွေတွေ့မှာပါတဲ့အညာပြူဟာကလည်းသူတို့နဲ့အတူတူပူးပေါင်းပြီးတော့ခုခံကာကွယ်မှာပါကြိုက်တယ်ကျွန်တော်တို့ကသဘောကျတယ်ကျွန်တော်ပြည်သက်တွေကအဲ့လိုပုံစံမျိုးပဲလုံးဝလွယ်လွယ်နဲ့တော့လက်လျှော့သွားမှာမဟုတ်ဘူးပေါ့နော် ်အဲပြီးတော့ကျွန်တော်ဒါအပြစ်တင်တာမျိုးပဲဗောနော် DNA လေးဘာဖြစ်ညာဖြစ်ဒါမျိုးဖြစ်တင်တာတွေရှိကြတယ်ဗောနော်ကျွန်တော်ခုနပြောလို့ပါပဲကျွန်တော်တို့ကဖြည့်တွေးပြကြဖို့လိုတယ်ဗောနော်ဟိုဘလို့ကြောင့်မဲဖြစ်ဖြစ်ပေါ့ဗျာအမြင်တွေကတော့တူချင်မှတော့တူမှာပေါ့လေနော်ဒါပေမဲ့အကောင်းမြင်တဲ့စိတ်မျိုးတွေထားဖို့ကလည်းအရေးကြီးတယ်ဗောနော်အဲ့တော့တချို့အကူအညီတွေကကျွန်တော်တို့ရဲ့အပြစ်တင်မှုတွေကြောင့်လို့ပိတ်ပင်သွားနိုင်တာတွေရှိတယ်ဗောနော်အဲအဲဥစ္စာလေးတွေကလည်းကျွန်တော်သတိထားကြဖို့လိုတယ်ဒါကျွန်တော်ပြောလို့ရသလောက်လေးပြောပြတာပါဗောနော်နောက်တစ်ခုကတော့မင်းအောင်လည်းရဲ့အယူကွက်ပေါ့ဗျာ အဲ့ဒါကတော့ဒါမြို့နယ်63မြို့နယ်ကိုစစ်အုပ်ချုပ်ရေးဆက်လက်ကျင့်သုံးဖို့အာဏာအနှင်းလိုက်တယ်လို့အော်ရိုပါ32ရက်နေ့ကဒါမြောက်လင်ကထုတ်ပြန်တယ်အဲ့တော့မြို့သားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီဥပဒေကဲ့သို့အာဏာတည်သောအမိတ်3မြင်းဆောင်2025ဖြင့်အရေးပေါ်အခြေအနေဆက်လက်တည်ရှိကြောင်းကြေညာထားသည့်တိုင်းဒေသကြီးပြည်နယ်များမှမြို့နယ်များတွင်ဖွဲ့စည်းပုံရှိကံဥပဒေပုံမှန်413 433ပုံမှန်ခွဲကာကွယ်အရာစစ်အုပ်ချုပ်ရေးအမိတ်ဆက်လက်ထုတ်ပြန်၍လုံပိုင်ခွင့်နှင့်တာဝန်များကိုတမတော်ကာကွယ်ရေးဦးစီးချုပ်မင်းအောင်လှိုင်အား တက်မလို့ကာကွယ်ဦးစည်းချုပ်ကဆက်လက်အနေလိုက်တယ်အဲ့ဒါမင်းအောင်လိုက်လေအဲ့ဒါမင်းအောင်လိုက်အဲ့ဒါဟောဘယ်ဘသူကအတင်လာလဲယာယီတမနာမင်းအောင်လိုက်ဒီကောင်ကဆဲမိတော့မင်းတကယ်ဘာကြောင့်ဒါကိုကြည့်ချင်းအဖြစ်ကိုပဲဒီကောင်နေသူတို့ရဲ့ဒီ63မျိုးနယ်ကသူတို့လုံးဝထိမ့်ချုပ်လို့မရသေးဘူးဆိုတဲ့ဟာမျိုးပေါ့နော်။ဘာကြောင့်လဲဆိုတော့ဆေးဥစုကြီးကြီးညာထားတော့မယ်။ဆေးဥချုပ်ကြီးဆက်လက်ပြီးရရှိနေတော့မယ်ရက်90ပေါ့နော်။ဆက်လက်ရှိနေရဖြစ်တဲ့အတွက်ကျန်းကျန်းတန်းတန်းပုံစံမျိုးလုံးလာနိုင်ကြည်လည်းရှိတယ်။လုံးလည်းလုံးပါ။ အဲ့လိုပဲပေါ့နော်တစ်ဖက်ကပြန်ကြည့်မယ်ဆိုရင်ဒီနေရာတွေကိုဒီကောင်းနေမထိန်းနိုင်ဘူးလို့ဝန်ခံလိုက်တာနဲ့လည်းအတူတူပဲ သူတို့မပိုင်သေးဘူးလို့ဝန်ခံလိုက်တာနဲ့လည်းအထူးတူပဲအဲ့တော့ပိုင်ဖို့အတွက်ထိန်းနိုင်ဖို့အတွက်ကိုလည်းကြံကြံတန်တန်လှုပ်ဆောင်နေမယ်ဆောက်ရှက်မရှိတာကခုနလိုပေါ့နော်မင်းအွန်လိုင်းကမင်းအွန်လိုင်းကိုဒီတာဝန်ပြန်ပေးတယ်ဆိုတဲ့ဟာကတော်တော်ရုပ်ပေါက်တယ်ပေါ့နော်ဒီကောင်ကအဲ့လိုပဲနိုင်ငံကိုအဲ့လိုမျိုးအုပ်စိုးချေလဲခြင်းတာအဲ့ဒါကြောင့်မလို့လေဒီကောင်ရဲ့ရည်မှန်းချက်တွေအထမမြောက်ဖို့အတွက်ကိုကျွန်တော်တို့ပူးပေါင်းပြီးတော့တိုက်ပွဲဝင်ကြရမှာဖြစ်တယ်ကိုတက်နိုင်တဲ့အပိုင်းတွေမှာဝိုင်းလုပ်ပြီးကြရမှာဖြစ်တယ်လာမယ့်ကာလအရင်ရေးကြည့်ပါလေကျွန်တော်တို့ဒီကာလတွေမရောက်ခင်တည်းကရှေ့တောက်လျှောက်မှာကျွန်တော်ပြောခဲ့အခုဒီလိုကာလတွေကိုတဖြည်းဖြည်းနဲ့နှီးကပ်လာပြီအဲ့တော့ ကျွန်တော်တို့တလဲတက်ဖွဲ့တွေပို့ပြီးတော့ဒိုင်ဖွဲ့တွေဝင်နိုင်ဖို့ကျွန်တော်ပြည်သူတွေရဲ့အားတွေလိုပါတယ်ကျွန်တော်ပြည်သူတွေရဲ့ချစ်ချင်းမြတ်တာတွေလိုပါတယ်အဘလိုပဲဖြစ်ဖြစ်အကောင်းမြင်စိတ်လေးတွေနဲ့ကျွန်တော်တက်ဖွဲ့တွေပို့ပြီးတော့အားရှိစေဖို့အတွက်ကိုတက်နိုင်တဲ့အပိုင်းတွေကနေပါဝင်ပေးကြပါလို့ဒီညနေ့ပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်